ဆယ်တန်းစားမကုန်တဲ့စည်းစိမ်တွေကိုမမောခြင်းမရှိပဲပြည်သူအတွက်အစီအဝင်မာလေးအဖြစ်နဲ့သာအကျိုးပြုကုသိုလ်ယူသွားမယ့်ဇွဲထက်ရဲ့သမီးဖြစ်သူထက်တင်ဆောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်နိုင်ငံကျော်ဇွဲထက်မိသားစုကြီးရဲ့အလှူဒန်းမှုကြီးတွေကတော့တကယ်ကိုလက်ဖျားခါလောက်ပါတယ်မိဘမျိုးရိုးဆင်ဆက်အလှူဒန်းရရောခဲ့ကြတာကြောင့်တာသမီးတွေလက်ထက်မှာလည်းအလှူရည်ဇက်လန်းနဲ့မကွာပြုလုပ်နေကြပြီးတော့စည်းစိမ်ချမ်းသာတွေကိုအများအကျိုးတက်ကုသိုလ်ယူဖို့လှုံ့ဆော်နေတာကိုလည်းတွေ့ရတာဖြစ်ပါတယ်အထူးသဖြင့်တော့ဇွဲထက်မိသားစုကြီးရဲ့အငယ်ဆုံးသမီးလေးဖြစ်တဲ့ တင်ဆောင်ကတော့အများပြည်သူအကျိုးအတွက်စီးစိမ်ချမ်းသာတွေကိုလူတန်းသွားမယ့်အကြောင်းပြောပြလာခဲ့ပါတယ်။သူမရဲ့အစီအစဉ်ကတော့ကျန်းမာရေးကုသအဆောင်ရှောက်မှုတွေလိုအပ်နေတဲ့ပြည်သူတွေကိုစေတနာဆောင်ဝင်မာလေးအဖြစ်နဲ့ငွေကြေးမယူဘဲအခမဲ့ကုသပေးသွားမှာလည်းဖြစ်ပါတယ်။ နိုင်ငံအနှံပြားကကျန်းမာရေးချိုးတဲ့နေရဲ့ပြည်သူတွေလွမ်းပါတဲ့ပြည်သူတွေကိုကူညီနိုင်စေဖို့အတွက်ဆရာဝန်ဖြစ်ဖို့လမ်းကိုရွေးချယ်ခဲ့ရပါပုံမှန်ဆိုရင်မိဘတွေပိုင်ဆိုင်တဲ့နိုင်ငံကျော်ဆွဲထက်ဆင်ရွှေရတနာဆိုင်ကြီးကိုဦးဆောင်ပြီးတော့အမွေတွေကိုဆက်ခံရမှာဆိုပေမယ့်တမိငယ်လေးဖြစ်တဲ့ထက်တင်ဆောင်ကတော့စီးစိမ်ချမ်းသာတွေကိုမမောခြင်းလုံးဝမရှိခဲ့ပါဘူး ဒီသက်သက်မပြောနဲ့နောက်ထပ်၁၀သက်တောင်စားလို့မကုန်နိုင်တဲ့စီးစင်ဥစ္စာရတနာတွေကိုအများပြည်သူအကျိုးအတွက်တပတ်တလန်ကနေကူညီလှူဒန်းပေးသွားမှာလည်းဖြစ်ပါတယ်။ဒါကြောင့်စီးပွားရေးလုပ်ငန်းတွေကိုဝင်မပါပဲဈေးကြောင်းကိုတက်ခဲ့ပြီးတော့ဆီယဝင်ပွဲကိုအရယူခဲ့ရပါအခုဆိုရင်တော့စေတနာဆီယဝင်မာလေးဖြစ်တဲ့နိုင်ငံလုံးကပြည်သူတွေကိုအခမဲ့ကုသမှုတွေပြုလုပ်ပေးပြီးတော့ကျန်းမာရေးဒါနကုသိုလ်တွေပြုနေခဲ့တာလည်းဖြစ်ပါတယ်။အများပြည်သူတွေကိုအင်မတန်စေတနာထားတာကြောင့်ဝေကြီးတပြားတစ်ချမ်းမမယူပဲတကယ်စေတနာမြတ်တာပြေဝစွာနဲ့ကုသပေးနေရကိုလည်းဝမ်းသာစွာနဲ့တွေ့မြင် ခဲ့ရပါတယ်။သူမကဇွဲတက်ရွှေစံနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေကိုတော့အများကြီးစိတ်မဝင်စားပဲအကိုရီနဲ့ပဲလုပ်ငန်းတွေကိုလွှဲထားခဲ့ရပါမိဘတွေနဲ့အကိုရီဟာဆိုရင်လည်းထပ်တင်ဆောင်အောင်ရဖြူစင်းတဲ့စိတ်တဘောထားလေးကိုကန့်ကွက်ခြင်းမရှိပဲပြည်သူတွေကိုအခမဲ့အစည်းကူတာပေးနေရပုံမှာဝိုင်းဝန်းထောက်ခံအားပေးခဲ့ကြပါတယ် ဒါကြောင့်နိုင်ငံကျော်ရွှေဆိုင်ကြီးကိုအမွေဆက်ခံမဲ့တတိသမီးလေးအဖြစ်ကနေစေတနာဆရာဝန်မလေးအဖြစ်အများပြည်သူအကျိုးကိုပျော်ပျော်ကြီးလှုပ်ဆောင်နိုင်ခဲ့တာပါပြည်သူတွေကိုကျမ်းမာရေးအတွက်လည်းအခမဲ့ကူတာပေးနေတယ်လို့ငွေကြေးပန်းဆိုင်ရာလိုအပ်မှုတွေရှိရင်လည်းနှမျောတွန့်တိုခြင်းလုံးဝမရှိဘဲနဲ့လူတန်းပေးခဲ့ပါသေးတယ်ဒါဒီမကဆရာဝန်မလေးထက်တင်ဆောင်ကသူမပိုင်ဆိုင်တဲ့လဝတ်ယတနာတွေရွှေငွေယတနာတွေကိုယတနာအုံမြင့်တော်စီအခမ်းအနားကြီးမှာဝမ်းသာစွာနဲ့လူတန်းကုသိုလ်ယူခဲ့ပါသေးတယ်။ ဇွဲထက်မိသားစုဦးဆောင်ခြင်းပါတဲ့ဒီအလူတော်မင်္ဂလာပွဲကြီးကိုတနိုင်ငံလုံးကစေတနာရှင်အလူရှင်တွေကလည်းပါဝင်လူဒန်းကြသလိုစေတနာဆောင်ဝင်မာလေးအဖြစ်လှူဆောင်နေတဲ့ထက်တင်ဆောင်ကလည်းထက်တူလူဒန်းခဲ့တာပါ အခုလိုစည်းစိမ်ချမ်းသာရတနာဥစ္စာတွေကြားမှာမာနထောင်ပါမနေပဲစိတ်တဘောရဖြူစင်ပြီးတော့ပြည်သူအကျိုးသေးဖို့ဆောင်ရွက်တတ်တာကြောင့်ဆီယဝင်မာလေးထက်တင်ဆောင်ရဲ့ရုပ်ရည်အရှိန်အဝါကနတ်သက်ကြွေတဲ့နတ်သမီးလေးအလားပါပဲဇွဲထက်မိသားစုကြီးကတော့ဒီလိုစိတ်တဘောရဖြူစင်သူသမီးငယ်လေးတွေကြောင့်တနိုင်ငံလုံးမှာမျက်နှာပွင့်လန်းဂုဏ်ယူနေရပါတယ်အခုလိုမျိုးစည်းစိမ်ချမ်းသာရတနာဥစ္စာတွေကိုအများအကျိုးအတွက်လူတန်းနေပြီးတော့ပြည်သူတွေကိုအခမဲ့အစီအကူတာပေးနေတယ်စေတနာဆီယဝင်မာလေးထက်တင်ဆောင်ရဲ့မြင့်မြတ်တဲ့စိတ်တဘောရပေါ်မှာပြည်သူ တို့အနေနဲ့ဘယ်လိုမျိုးချီးကျူးကျင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်